စီးပွားရေးလှုပ်ခြင်းလို့စိုင်ဖွင့်ထားတာမဟုတ်ပေမဲ့လူတချို့ရဲ့မကောင်းတဲ့လုပ်ရက်ကိုကြုံတွေ့လိုက်ရတဲ့ခါဦးတို့ရဲ့ထမင်းဆိုင်ပရိသတ်များလည်းမိကလာပေါင်းမြင်းတော် page လေးကနေကြိုဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ကိုထွန်းခင်တဲ့ခါဦးတို့ကအလို့တန်းရရောကြတဲ့သူတွေဖြစ်ပြီးတနိုင်တဲ့ဘက်ကနေကူညီနေကြပါတယ်။ကိုထွန်းခင်တဲ့မခါဦးတို့ကနမဲကြီးချင်းလို့မဟုတ်ဘဲလူအများကိုအစဉ်ပြေစေချင်တာကြောင့်မြန်မာနိုင်ငံမှာတထောင်ကျပ်တန်ထမင်းဆိုင်လေးကိုဖွင့်လှစ်ထားတာလာအနေငယ်ရှိသွားပါပြီ။ တို့ရဲ့ထမင်းဆိုင်လေးကိုဒလောက်မျိုးမှရောင်းချပေးနေတာဖြစ်ပြီးထမင်းနဲ့အသားဟင်းအပအဝင်မှတထောင်ကျပ်ထဲနဲ့စားလို့ရအောင်စီစဉ်ပေးတာပါ။လဖေးတစ်ခွက်ကိုတထောင်ကျပ်ထဲနဲ့ဝယ်လို့မရတော့တဲ့အချိန်မှာခါဦးတို့ကတော့တထောင်ကျပ်ရှိအောင်နဲ့ထမင်းတစ်နက်ကိုအဟာရရှိရှိစားသုံးလို့ရအောင်ဒိန်းထောင်ချီရင်းနှီးမတီထားတာပါ။တချို့မိသားစုတွေကခါဦးတို့ဆိုင်ကနေထမင်းနှစ်ပွဲဝယ်ပြီးတိမ်လုံးမြောက်ဝေးစားချရပါတယ်။ ဒါပေမဲ့ခါဦးတို့ဆိုင်လေးကိုသဘောမချတဲ့သူတွေကတော့သူတို့ရဲ့ထမင်းကားတွေကိုဖျက်ဆီးသွားကြတာပေါ့ခါဦးတို့ထမင်းဆိုင်ကားလေးကဇေယောင်ဖို့အတွက်ဆက်နှိုးလိုက်တဲ့အချိန်မှာဆက်နှိုးလို့မရတော့ပါဘူးသူတို့ရဲ့ကားလေးကိုစီပိုက်တွေကိုဓာတ်နဲ့ဖျက်ပြီးအချက်ပြမီ brake မီတွေကိုလည်းဖျက်သွားခဲ့ပါတယ်အရင်နေ့မှာတော့ကားဆက်နှိုးလို့မရတော့တဲ့အတွက်တထောင်ချက်တိုင်းထမင်းပွဲလေးကိုမရောင်းလိုက်ရတော့တာပေါ့ ခေါင်းတို့ရဲ့ဆိုင်လေးကအဓိကအပင်းနေကြသူတွေကတော့ခြေခံလူတန်းစားတွေဖြစ်ပြီးသူတို့အတွက်ဒီထမင်းတပွဲကတန်ဖိုးရှိတဲ့အရာဖြစ်ပါတယ်။ထမင်းတနက်အတွက်ပူပန်နေရသူတွေကခေါင်းတို့ဆိုင်လေးကိုအားကိုးနေရပေမဲ့လည်းဖျက်ဆီးခြင်းတဲ့သူတွေကလည်းရှိနေပြန်တာပါ။ခေါင်းတို့ဆိုင်လေးကထမင်းဟင်းအပြည့်စုံကိုတထောင်ချက်ထဲနဲ့ရောင်းချတာကြောင့်ရောင်းဝါးကောင်းလာပြီးလာဝဲတဲ့သူတွေကလည်းဝိုင်းနေပါတယ်။အခြေခံလူတန်းစားတွေမိခွန်နေရတဲ့ဆိုင်လေးကိုလုံရဲကြတဲ့အတွက်ခေါင်းတို့ကလည်းစိတ်မကောင်းဖြစ်သွားရပါတော့တယ်။ တချို့တွေကကိုယ်တိုင်လည်းမကူညီနိုင်သလိုအခြားသူတွေကူညီပေးနေတာတွေကိုလည်းဝင်ရောက်ဖျက်ဆီးခြင်းကြပါတယ်။အဲကြောင့်ခေါရိုးရဲ့ထမင်းကားလေးကတော့မထွက်နိုင်ခဲ့ပဲချက်ပြုတ်ထားတဲ့အစားအစာတွေကလည်းနောက်ကျသွားခဲ့ရတာပါ။ခေါရိုးဆိုင်ကထမင်းတပွဲကိုတထောင်ချက်ထဲနဲ့ရောင်းရတာမကအသက်ကြီးတဲ့အဖိုးဖွားတွေနဲ့စိတ်ကြမ်းမာရေးမကောင်းသူတွေအတွက်လည်းထမင်းဟင်းတွေကိုအခမဲ့လွတ်တန်းပေးပါတယ်။အဖိုးဖွားတွေအတွက်ထမင်းဟင်းချက်ဖို့ကမလွယ်ကူသလိုချိုးတဲ့တဲ့သက်ကြီးရွယ်ဦးတွေမှာငွေတထောင်ရှိဖို့ကလည်းမလွယ်ကူပါဘူး။ ဒါကြောင့်ခအုံးနဲ့ကိုထွန်းခင်ကစေတနာကောင်းကောင်းနဲ့လှူဒန်းပေးနေတာပါခအုံးကသူ့ရဲ့ဆိုင်လေးကိုရေရှည်ရက်တည်နိုင်ဖို့အတွက်အရင်ဒီမှတီထားသလိုအလွန်ငယ်တွေကိုလက်ခံထားပါတယ် ငွေကြထောင်ကနန်းကနေစတင်ပြီးတော့လှူတန်းလို့ရကအလိုလိုချင်တဲ့သူတွေကိုလည်းချက်ပြုတ်ပေးပါသေးတယ်။ခက်ခဲနေတဲ့အချိန်အတွင်းမှာတူတူမျှဝေကူညီတာဖြစ်ပေမဲ့လည်းတထောင်ချက်တန်းထမင်းဆိုင်လေးရောင်းအားကောင်းနေတာကိုဝမ်းမသာနိုင်ကြတဲ့သူတွေကြောင့်အလှရှင်တွေကလည်းစိတ်မကောင်းဖြစ်ရပါတယ်။ခါဦးတို့ထက်စားပေါင်းများစွာချမ်းသာကြွားသူတွေရှိပေမဲ့လည်းဒီလိုဆိုင်လေးဖွင့်နိုင်ဖို့ဆိုတာကတော့မလွယ်ကူပါဘူး။အခက်ခဲတွေကြားတဲ့ကနေခါဦးတို့ရဲ့ဆိုင်လေးလက်ပတ်နေရပေမဲ့လည်းစိတ်ထားမပြေဝသူတွေကြောင့်မိသားစုများစွာကထမင်းဆပ်ဖို့အတွက်အခက်ခဲဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့်ဒီလိုလုံရက်တွေကိုမလုံချဖို့အတွက်ခအုပ်ကတောင်းဆိုထားတာပေါ့။ထမင်းဆိုင်ကိုအမျက်လိုချင်တာကြောင့်စီးပွားဖြစ်ဖွင့်လှစ်ထားတာမဟုတ်ပေမဲ့လည်းမထင်မထားတဲ့အခြေအနေတွေနဲ့ပါကြုံတွေ့လိုက်ရလို့သူတို့နှစ်ယောက်ကိုအာတင်းထားဖို့အားပေးနေကြပါတယ်။စေတနာကောင်းကောင်းနဲ့ရောင်းချနေပေမဲ့လည်းစိတ်ထားမကောင်းသူတွေကြောင့်ကားပြတ်သွားခဲ့ရတဲ့ခအုပ်တို့အတွက်အားပေးစကားလေးတွေကိုရေးသားပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက် Mario ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။